အားလုံးကိုတခင်ရှိနာမ၌အယနာရှာဖွေပါအစီအစဉ်ကနေကြိုဆိုပါရယ်နောက်ပေါ်တော့ချက်ကအဖိုးတန်တဲ့အရာများကိုတို့ကရှာဖွေခြင်းအားဖြင့်အောင်ကြီးရှိမယ်လို့ယုံကြည်ပါရယ်ဂျွန်လတန်ပိုးဆောင်ပေးတဲ့ဖ ያ ကိုလည်းသူပဲကျေးဇူးချီးမွမ်းပါရယ်ဒီလအထဲမှာတော့ရှာဖွေရမယ့်အရာကတော့ကျမတို့နေစဉ်အသိတော်တွေထဲမှာကြားဘူးနေကြစကလုံးများရဲ့အထိပ္ပယ်များကိုတို့တို့ကဒီလထဲမှာရှာဖွေတော့မှာပဲဖြစ်ပါရယ်ဆိုတော့အားလုံးပဲအဆင်သင့်ရှိနေပြီဆိုရင်တော့တို့တို့ကယေနာကိုရှာဖွေကြရအောင် ဒီတပတ်အတွက်မေးချင်တဲ့မေးခွန်းကတော့ကျွန်တော်တို့ကြားဘူးနေကြစကလုံးရဲ့အတိတ်ဘယ်ကိုဖော်ပြစီချင်ပါတယ်ဆိုတော့ကျွန်တော်စကလုံးကြားနေကြ Shalom ရဲ့အတိတ်ဘယ်ကပါလဲဒါကျမရဲ့မေးခွန်းဖြစ်တဲ့ Shalom ဆိုတဲ့စကလုံးကျွန်တော်တို့မကြာခဏကြားဘူးတဲ့မြန်မာ worship ကိုကြီးတဲ့မိသားစုများရှိတယ်ဆိုလို့ရှင်လေဒီအကြောင်းအရာကိုတည်ဘူးပြီးသားဖြစ်လိမ့်မယ်ဆိုတော့ Shalom ရဲ့အတိတ်ဘယ်ကပါလဲဆိုတာကျမရဲ့မေးခွန်းဖြစ်တဲ့ဒီအရာကိုဖြေနိုင်ဖို့ရန်အတွက်တဲလွန်စားလေးပေးမယ်တဲလွန်စားနံပါတ်၁ကတော့ဒီ Shalom ဆိုတဲ့စကလုံးကတော့အင်္ဂလိပ်စကလုံးမဟုတ်ဘူး ူဟေပြဲစကလုံးပဲဖြစ်တဲ့ဒလွန်စာနံပါတ်2ကတော့ဟေရှာယအနာဂတိကျမ်းအခန်း26အငယ်3ကိုဖတ်ဆင်ချင်ပါတယ်ဟေရှာယအနာဂတိကျမ်းအခန်း26အငယ်3ကိုဖတ်ပါတင်ဖတ်မယ်ဆိုလို့ရှိရင်တော့အဖြေကိုရရှိမှဖြစ်တဲ့ဆိုတော့အဖြေဖြေဆိုဖို့ရန်အတွက်အချိန်ခဏပေးချင်ပါတယ် ဟုတ်ပြီအားလုံးရဲ့အချိန်လဲစိတ်သွားပြီးဖြစ်တဲ့အခါမှာဒီနေ့ဒီရဲ့တဲလွန်စားများပြီးချင်းအားဖြင့်ရှလောမြေအထိပ်တွေကိုဖြေနိုင်မယ်လို့ယုံကြည်တယ်။တင်းရဲ့အဖြေကိုဂျေစုပြေ comment ထဲမှာရေးသားစီချင်ပါတယ်။ဒီတစ်ပတ်မှာတော့အဖြေကိုချက်ချင်းမပေးသေးဘူး။နောက်တစ်ပတ်ရဲ့ video မှာအဖြေကိုပေးသွားမှာဖြစ်တဲ့အရောက်တိုင်းပဲခွန်အားယူဖို့ဖိတ်ခေါ်ချင်တယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။